ထိရောက်တဲ့နှုတ်ဆုခြင်းဆိုတာကကလေးကမိခင်နှုတ်ဒီကောင်းကိုကောင်းစွာငုံထားပြီးတော့နှုတ်ဆုနိုင်ဖို့ပဲဖြစ်တယ်။အများစုကဒါကတဘာဝအတိုင်းဖြစ်တယ်လို့ထင်ကြပေမဲ့အမှန်တကယ်တော့ဒါမိပနဲ့ကလေးအတူတူလေ့လာရမယ့်အတတ်ပညာတစ်ခုပဲဖြစ်တယ်။ကောင်းမွန်တဲ့နှုတ်ဆုတတ်ခြင်းကနှုတ်ဒီကောင်းခိုက်ခဲခြင်းနှုတ်ဒီကောင်းကွဲခြင်းစတာတွေကိုကာကွယ်ပေးနိုင်တာမို့မှန်ကန်စွာနှုတ်တိုက်တတ်ဖို့ရည်ကြီးပါတယ်။ကလေးကနှုတ်ဆုတဲ့အခါမှာနှုတ်ဒီကောင်းမှန်ကန်စွာငုံတတ်ဖို့ဘာတွေတတိထားမလဲ။ ကလေးရဲ့နှာခေါင်းနဲ့မိခင်နူဒီကောင်ကတတန်းနဲ့ဖျက်အောင်ထားမယ်။မိခင်နူဒီကောင်ကကလေးရဲ့နှာခေါင်းနဲ့အပေါ်နှာခမ်းကိုညှဉ်းတာစွာထိပေးရမယ်။ ကလေးရဲ့ပါဇက်ကအခြေကြီးဟလာတဲ့အထီကိုဆောင်ပေးရမယ်။ကလေးပါဇက်အခြေဆုံးဟလာတဲ့ချိန်မှာမိခင်ကတခြားလက်တစ်ဖက်နဲ့လက်ချောင်းလေးတွေကစီဒါမို့ယူပုံတန်ဖြစ်နှုတ်ကိုကင်ပြီးတော့မှကလေးပါဇက်တွေကိုနှုတ်ဒီကောင်းနဲ့အမဲကွင်းဝင်အောင်ထည့်ပေးဖို့လိုမယ်။ကလေးနှုတ်ဆုနေတဲ့အခါမှာမိခင်ကနာကျင်မှုမရှိကြဘူး။အကေမြာမိခင်ကနှုတ်တိုက်တဲ့အခါမှာနာကျင်တယ်လို့ခံစားရလို့ရှိရင်မိခင်ကလက်ချောင်းကိုကလေးရဲ့ပဆောင်ပေးတောင်းကနေပြီးတော့ညင်သာစွာထည့်ပြီးတော့နှုတ်ဒီကောင်းကိုပြန်ထုတ်ပေးလိုက်ပါ။ထုတ်ပြီးတော့လို့ရှိရင်ကလေးကိုရှေ့ကပြောထားတဲ့ တိုင်းနောက်တစ်ချိန်ပြန်ပြီးတော့မှကြိုးစားပြီးတော့ကလေးကိုနှုတ်တိချငုံတက်အောင်ပြန်ပြီးတော့ကြိုးစားပြပါ လေးတယောက်ကမိနှုတ်ဆုတဲ့အခါမှာနှုတ်ငုံတာမန်လားမမန်ဘူးလားဆိုတာကို စစ်ဆေးဖို့လက္ခဏာတွေပါချိရမလဲကလေးရဲ့ပါဇက်ကကြေကြေဟနေရမယ်ကလေးရဲ့မီးစီနဲ့မိခင်ရဲ့နှုတ်အုံကခိကက်နေရမယ်ကလေးရဲ့အောက်နှုတ်ခမ်းကအပြင်ကိုလန်ထွက်နေရမယ်မိခင်နှုတ်အမဲကွင်းတစ်ခုလုံးကကလေးပါဇက်ထဲမှာငုံထားတဲ့အခြေအနေဖြစ်နေရမယ်ကလေးကအမိနှုတ်ကိုဆို့မယ်နားမယ်မြူချမယ်ဒီအဆင့်တွေကိုစီးချက်ချက်ချက်ပြုတ်လုံနိုင်နေဆိုလို့ရှိရင်ကလေးကနှုတ်ငုံကောင်းနေလို့ပဲအမှတ်ရမယ်မိဘတွေကမိမိရဲ့ကလေးတွေပိ ိုက်စားလာတယ်ဆိုတဲ့အချက်ကဘာတွေကြည့်ပြီးတော့ပြောရမှာလဲကလေးတွေအစောပိုင်းပိုက်စားတယ်ဆိုတဲ့အချက်ပြတဲ့အရာတွေကကလေးရရှာထုတ်လာမယ်အဆက်တွေဖွင့်ပြီးတော့ခေါင်းလှည့်လာမယ်အဆက်ဖွင့်ပြီးတော့ရှာဖွေနေတဲ့ပုံစံခေါင်းကိုပေးဖက်ပညာလှည့်ပြီးတော့မှရှာဖွေနေမယ်မျက်လုံးတွေကိုမိတ်လိုက်ဖွင့်နိုင်လုပ်နေမယ်ဒီချိန်ကတော့ကလေးကိုနှုတ်တိုက်ရဖို့အကောင်းဆုံးချိန်ပဲဖြစ်တယ်ချိန်ဆက်မှာနှုတ်ဆတိုက်လို့ရှိရင်တက်တောင်တက်တာနှုတ်ဆုံနိုင်ပြီးတော့မှကလေးရဲ့စိတ်ဆိုးမှုတွေနည်းလာမယ်ဒုတိယအဆင့်ကတော့ကလေးကပို့ပြီးတော့တက်ချွာလာမယ်တက်မောင်းတဲ့ခြေထောက်တွေလှုပ်ရှား တာတွေတွေ့ရမယ်။ကလေးရဲ့ပါဇက်သေးကို ကလေးရဲ့လက်မကိုဆုပ်တာဖြစ်ပါစေ၊လက်သီးဆုပ်တာပဲဖြစ်ပါစေအဲ့အချိန်တွေတွေ့ရမယ်။အနှိုင်းငယ်ကြီးချလာမယ်။နှုတ်နဲ့ထွိထွိလိုက်တဲ့အခါမှာအလိုလိုနှုတ်ဆူလာမယ်။တိထားမယ့်အချိန်ရောက်နေပြီ။ဒီချိန်မှာနှုတ်ကိုဝင်အောင်တိုက်ပွေရန်တလိုအပ်တယ်။သမုတ်ကလေးကပို့ပြီးတော့မှပေါ်ရည်ထွက်ပြီးတော့စိတ်ဆိုးလာနိုင်တယ်။နောက်ဆုံးပိုင်းနေနေကတော့ကလေးကအရန်ငိုလာမယ်။အချိန်ကြာကြီးငိုလာပြီးတော့ငိုတန်ကတဖြည်းဖြည်းမြင့်လာမယ်။ခေါင်းကိုပြန်လည်ပြီးတော့နှုတ်နဲ့ထိတွေ့လို့ရှိရင်လည်းနှုတ်ကိုညှင်းဆန်လာတဲ့အချိန်ဖြစ်လာမယ်။ပေါ်ရာထွက်လွန်အားကြီးလို့မျက်နှာနေ နီရဲလာတာကိုတွေ့ရမယ်။အတီးဆုပ်ပြီးတော့မှညက်ထားတယ်လို့ဖြစ်ရမယ်။ဒီချိန်မှာနှုတ်တိုက်မယ်ဆိုလို့ရှိရင်ကလေးကစိတ်ဆိုးနေတဲ့ကြောင့်မို့နှုတ်ကောင်းကောင်းမဆိုးနိုင်တော့ဘူး။ညင်အောင်အရင်လုပ်ပြီးတော့မှနှုတ်ပြန်တိုက်ဖို့ရန်အတွက်လိုအပ်ပါတယ်။ကလေးတစ်ယောက်ကပိုက်ပြေတော့ပြီဆိုတဲ့လက္ခဏာတွေကပါတွေ့ရနိုင်တယ်။နှုတ်ဆုနှုံးကဖြည်းဖြည်းချင်းနီးလာမယ်။ကလေးရဲ့ခြေရောလက်ကောဆုပ်ထားတာမဟုတ်တော့ပဲနဲ့ဖြည်းဖြည်းချင်းဖြေလျှော့လာမယ်။နှုတ်တွေကကလေးရဲ့ပါးစပ်ကနေပြန်ပြီးတော့မှပြန်စိမ့်ထွက်လာမယ်။နှိုးဝလာပြီဆိုရင်ကလေးရဲ့ပါးစပ်ကနေပြီးတော့အမေရဲ့နှုတ်ဒီကောင်ကိုအလို လျားချွတ်လာမယ်။ကလေးကအိတ်ငိုက်လာမယ်။ကမလို့ရှင်ကလေးကိုကြည့်လိုက်လို့ရှင်ဂျနက်တဲ့မျက်နှာအတွင်းမြင်ရှိလာမယ်။ထို့တိုက်ပြီးတဲ့အခါမှာကလေးကနှစ်နိုင်သုံးနိုင်ချအောင်အိတ်သွားတာကိုတွေ့ရမယ်။